မင်္ဂလာပါရှင်ဖဲခွန်ပင်လောင်းနယ်စပ်မှာတိုက်ပွဲပြင်းထန်နေတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်ရှင်ဖဲခွန်ပင်လောင်းမြို့နယ်အစပ်မှာတော်လရင်တပ်ဖွဲ့နဲ့စစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်တောင်မဲတင်တောင်စလုံးမြောက်စလုံးကျေးရွာတို့မှာတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီးနှစ်ဖက်တိုက်ခိုက်မှုတွေရှိနေတယ်လို့ရှစ်တန်းတည်င်းရဲမြစ်တွေကပြောပါရယ် ပြီးခဲ့တဲ့အော်တိုဘလာ6ရက်နေ့ကစပြီးဖဲခွန်ပင်လောင်းနယ်စပ်မှာရှိတဲ့တောင်မဲတင်ကြီးရွာအနီးကိုစစ်တပ်နဲ့ပို့အုပ်ပြည်သူစစ်ပြန်နိုတက်တို့ကစစ်ကြောင်ထိုးလာတာကြောင့်တော်လိုင်းတပ်ဖွဲ့တွေနဲ့နှိမ့်စိန်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အဲဒီနောက်အော်တိုဘလာ9ရက်နေ့မှာစစ်တပ်နဲ့ပြန်နိုတို့ကဖဲခွန်မြို့နယ်မှာရှိတဲ့မြောက်စလုံးကြီးရွာကို ဝင်ရောက်ပြီးအရတားနေအင်းတွေကိုမိရှုဖျက်ဆီးခဲ့ပါတယ်။ အလားတူအော်တိုဝလာ73ရက်နေ့မှာလဲဖဲခွန်အနောက်ဖက်ချမ်းမှာရှိတဲ့ဘောရန်ကျေးရွာကိုလဲစစ်တပ်နဲ့ပြန်လို့တက်တော့ကောင်အရတားနေအင်းတွေကိုမိရှုဖြစ်စီခဲ့တဲ့အတွေ့အရတားတွေကစပေးတင်ဆောင်ခဲ့ရပါတယ်။ပင်လောင်းဖဲခွန်နယ်စပ်မှာရှိတဲ့တိုက်ပွဲတွေကြောင့်ကျေးရွာဒေတာခန့်တွေထွက်ပြေးတင်ဆောင်ခဲ့ရပြီးလက်ရှိကောက်ယူထားတဲ့စီးရင်တွေအရာစေရှောင်းလူဦးရေ၄000ကျော်ရှိနေပြီဖြစ်ပါတယ်ရှင်။